ကောင်းရဲ့မင်္ဂလာပါခင်ဗျအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ဒါမေလ17ရက်နေ့ပေါ့နော် Super Sunday ပါ Super Sunday မှာလည်းကျွန်တော်ဒါပွဲကြီးပွဲကောင်းတွေအများကြီးရှိပါတယ်ဆိုတော့ Premier League မှာဆိုလို့ရှိရင်လည်း Castle နဲ့ Chelsea နဲ့တွေ့ဆုံနေတဲ့ Arsenal နဲ့ Liverpool အိမ်ခွေးမှာပေါ့နော် Liverpool နဲ့ Arsenal နဲ့တွေ့ဆုံနေတာမျိုးရှိတယ် ့ဘွန်ဒက်စလီဂါမှာဆိုလို့ရှိရင်လေလီဗာကူဆင်နဲ့ဒေါမွန်တွေ့ဆုံနေတာမျိုးရှိလို့အာလာလီဂါမှာဆိုလို့ရှိရင်လေဘာစီလိုနာအသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့တွေ့ဆုံနေတာမျိုးရှိပါတယ်ဆိုတော့ဒီနေ့ကတော့လုံးဝအသင်းကြီးအချင်းချင်းထိတိုက်တွေ့ဆုံနေတယ်အာပွဲကောင်းတွေပါပဲပေါ့နော်ဆိုတော့မနေ့ကအဲကျွန်တော်ရွေးချယ်မှုလေးမှာတော့ free ပွဲနှစ်ပွဲမှာပေါ့နော်အဲ Gita Fe Valencia Gita Fe ပွဲစဉ်ကတော့ပေါ့နော် goal out လေးကတော့အဲလွဲချော်ခဲ့တာမျိုးရှိပေမဲ့ အဝူဖ်နဲ့ Brighton ပွဲကျွန်တော်ကိုအောက်ရွေးချယ်ပေးခဲ့တာတော့ okay ကြမယ်လို့ထင်တယ်ပေါ့နော် okay ပါဆိုတော့ထုံးစံတိုင်းကျွန်တော်ဒီ Super Sunday မှာဆိုလို့ရှိရင်လေအပွဲစဉ်တွေအများကြီးရှိတဲ့အထက်မှာအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်လေးနှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ် free ball လေးနှစ်ပွဲကိုရွေးချယ်ပေးခြင်းပါတယ်အကျန်ရှိနေတဲ့ပွဲစဉ်တွေရဲ့ရွေးချယ်မှုတွေတုံးသက်ချက်တွေပေါ့နော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ member group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ member group လေးကို join ရင်းနဲ့ညီကိုလေးအတွက်လည်းအာဒီမှာကျွန်တော် Viber number လေးချပေးထားတာမျိုးရှိတယ်ပေါ့နော် Viber ကိုဟိုင်းပြီးတော့ member group လေးကိုတတတော့ဈေးနှုန်းလေးနဲ့ပေါ့နော်အာ join ပြီးတော့အခြားသောပွဲစဉ်လေးကိုအာတုံးတစ်ချက်တွေရွေးချယ်မှုတွေဝင်ရောက်အာကြည့်ရှုလို့ရပါတယ်တင်ပေးထားပါတယ်ပေါ့နော်ကျွန်တော် member group လေးမှာ Okay ဆိုတော့ကျွန်တော်တနင်္ဂနွေနေ့ရဲ့အစောဆုံး အဲပထမဦးဆုံးပေါ့နော်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့စောတယ်ဒီပွဲစဉ်ကတော့ကျွန်တော်7:45မှာကစားမယ်။ခုနကကျွန်တော်ပြောတဲ့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်အသင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့အိမ်ခွင်းမှာရှင်ပိုင်ကစားမယ်ပွဲစဉ်။ဆိုတော့ဒီနှစ်သင်းကပူပူနွေးနွေးကိုပါတယ်ရီဖိုင်နယ်မှာတွေ့ဆုံထားတယ်။အဲ့ဒီမှာတုန်းကတော့ဒါဘာစီလိုနာအသင်းက3-2ဆိုတဲ့ရလဒ်မျိုးနဲ့ကိုပါတယ်ရီဖိုင်နယ်မှာပေါ့နော်အနိုင်ရရှိပြီးတော့ ဒါ Real Madrid အသင်းကိုပေါ့နော်ဒါအနိုင်ရရှိထားတာမျိုးရှိတယ်။ဆိုတော့ recent form လေးကျွန်တော်တစ်ချက်ကြည့်မယ်ဆို Barcelona ကတော့ Champions League ကနေပဲပူပူနွေ့နွေ့ Inter Milan အသင်းကိုအချိန်ပိုမှာ4-3ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ရတာမျိုးရှိတယ်။ Real Madrid ကတော့နောက်ဆုံးရှင်းပိုင်းကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောတဲ့ Copa del Rey Final မှာ Barcelona ကိုရှုံးနေခဲ့ပြီးတဲ့အာနောက်ပိုင်းကစားခဲ့တဲ့ပေါ့နော် La Liga ပွဲစဉ်နောက်ဆုံးကစားခဲ့တဲ့ La Liga ပွဲစဉ်မှာတော့ Celta Vigo ကို3-2ဆိုတဲ့ရလဒ်မျိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်ဆိုတော့လက်ရှိဒီနှစ်သင်းတွဲဆောင်နေတဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ဒါလာလီဂါဖလားအတွက်အဆုံးဖြတ်ဖြစ်လာနိုင်တဲ့ပွဲစဉ်လို့ပြောလို့ရတယ်လက်ရှိကျွန်တော်တို့လာလီဂါအမှတ်ပေးစရာမှာဆိုလို့ရှိရင်ဘာစီလိုနာအသင်းကတော့ပွဲစဉ်34ပွဲကစားပြီးထားတဲ့အချိန်မှာရမတ်89မှတ်ရီယယ်မက်ဒရစ်လည်းပွဲစဉ်34ပွဲကစားထားတယ်ရမတ်က85မှတ်ဆိုတော့4မှတ်กว่าနေတယ်ဆိုတော့4မှတ်กว่าနေဆိုတော့ဒီပွဲစဉ်ကလာလီဂါပွဲစဉ်35အဖြစ်ရှင်ပြိုင်ကစားရမယ့်ပွဲစဉ် ဆိုတဲ့အခါကျတော့လက်ကျန်၃ပွဲပဲကျန်တော့တယ်လက်ကျန်၃ပွဲဆိုတာကရမန်အားဖြင့်ဆိုကိုးမှတ်တကယ်လို့ဒီပွဲကိုဒါဘာစီလိုနာအသင်းသာအနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့ရီယယ်မက်ဒရစ်အသင်းနဲ့ရမန်ကခုနှစ်မှတ်ထိကွာဟာသွားမယ်အနေထားမျိုးဆိုတော့ဘာစီလိုနာကအိမ်ဝင်အားသာချက်ရှိတယ်ပြလရှိနှစ်သင်းရဲ့လူစင်းအရာကြည့်မယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာသင်းရဲ့တိုက်စစ်ပိုင်းကလီဝန်ဒေါစကီကလွဲလို့ကျန်တဲ့ကစားသမားတွေကတော့လူဆုံနေတာမျိုးရှိပြီးတော့ရီယယ်မက်ဒရစ်သင်းကတော့ ဒါကွင်းလေပိုင်းမှာကာမာဗင်ကာလွဲရမယ်နောက်တန်းမှာရူဒီဂါပြင်ခြားသောကစားသမားတွေလည်းလွဲချော်ဖို့ရှိရတော့လူစင်းကဘာစီလိုနာကတာတယ်အိမ်ကွင်းအားတာချက်ရှိတယ်နောက်တစ်ချက်ကကျွန်တော်ခုနပြောလို့ဒီပွဲကသာဘာစီလိုနာနိုင်မယ်ဆိုလို့ရှိရင်တော့ရီယယ်ကိုခုနမဖြတ်နိုင်မယ်အနေထားဆိုတော့လက်ကျန်၃ပွဲမှာဘာစီလိုနာအသင်းအနေနဲ့တရေတမတ်ရယုံနေတယ်ဒီယာဒီလာလီဂါဖလားယူရရှိသွားမယ်အနေထားဆိုတော့ဒီပွဲစဉ်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာစီလိုနာအသင်းအတွက်၃မှတ်ကအရေးကြီးတယ်လို့ ရီယယ်မက်ဒရစ်အသင်းဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လေရီယယ်မက်ဒရစ်အသင်းဒီဒီပွဲစဉ်ကိုဒီပွဲစဉ်ကအဝေးခွင့်ဖြစ်ပေမဲ့လေဒါသူ့အနေနဲ့အနိုင်၃မှတ်ရရှိမယ်ဆိုလို့ရှိရင်တော့88မှတ်နဲ့ဘာစီလိုနာကိုတမတ်အကွာနဲ့ဖိအားပေးနိုင်မယ်အနေထားမျိုးဆိုတော့ဒီပွဲစဉ်ကလာလီဂါရဲ့တကယ်ကိုဂျိုင်းယန့်အသင်းကြီးနှစ်သင်းအနေနဲ့ပေါ့နော်အာချန်ပီယံလာလီဂါဆုဖလာတော့သုံးဖက်ကအရေးကြီးတဲ့အနေထားမှာတော်တော်လေးပြိုင်ဆိုင်မှုပြင်းထန်ပြီးကြီးလို့ကောင်းမယ်ပွဲစဉ်လို့ကျွန်တော်ထင်တယ်ဆိုတော့လက်ရှိအကြောပေးမှုမှာတော့ဘာစီလိုနာကကျွန်တော်ရှေ့ရလူစင်းအားတာချက်လေးတစ်ချက်ရှိတယ် အအိမ်ဝင်အတချက်ရှိတဲ့အတွက်ကိုမနက်ခင်းကြောပေးမှု level 90ကထပ်စားလို့ရှင်တော့လက်ရှိမှာတော့နည်းနည်းလေးတော့ပြင်းလာတယ်ဗောနော်အ190အနိုင်ဆိုတဲ့ကြီးမျိုးလေးပေးလာတယ်ကိုပေါင်းကြီးကတော့မတရားကြီးဆွဲတင်ထားတာမျိုးရှိတယ်ဗောနော်လေးလုံးသွင်းရင်တောင်မှ45ပြားလောက်ပဲပေးနိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေ booking ဖွင့်လက်တာကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါလည်းကျွန်တော်ခုနကပြောလို့ရမှတ်3မှတ်အတွက်အရေးကြီးနေတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်နှစ်သင်းစလုံးကတော့အပြန်လန်ဂိုးတွေရရှိဖို့အတွက်စူးစမ်းမဲ့အနေထားဆိုတော့ကိုပေါင်းကြီးကတော့ လေးလုံး45ပြတော်တော်တော့ပြေးနေဗျဆိုတော့ကျွန်တော်တို့ဒါဟတ်တူဟတ်တစ်ချက်ကြည့်ရအောင်ဗောနော်ဟတ်တူဟတ်ကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးကျွန်တော်တို့9ချိန်တွေးဆုံမှုမှာဆိုလို့ရှိရင်တော့9ချိန်စလုံးဂိုးပေါ်ခဲ့တာမျိုးရှိတယ်ဂိုးပေါ်ခဲ့တာမျိုးရှိတယ်ဆိုတော့ဘာစလိုနာအိမ်ကွေးမှာနောက်ဆုံးတွေးဆုံမှုကတော့ကျွန်တော်လာလီဂါမှာဆိုလို့ရှိရင်တော့ဒါ2023ကတွေးဆုံမှုမှာဆိုလို့ရှိရင်တော့ရီယယ်မက်ဒရစ်က1-2ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ် ဒါမဲ့နောက်ဆုံးတွေ့ဆုံမှု၅ချိန်ကိုကြည့်မယ်ဆိုရင်တော့ဘာစီလိုနာအတားကြီးရရှိထားတယ်ဘာစီလိုနာက၃ချိန်နိုင်တာတယ်အဲရီယယ်မက်ဒရစ်အသင်းက၂ချိန်နိုင်တာမျိုးရှိတယ်ဒီအသည်ပထမအကြော့ရီယယ်မက်ဒရစ်အသင်းရဲ့အိမ်ဝင်ဘာနေဘူးမှာဆိုလို့ရှိရင်လည်းဘာစီလိုနာအသင်းက4-0ဆိုတဲ့ရလဒ်မျိုးနဲ့ဒါရီယယ်ကိုဂိုးပြတ်အနိုင်ရရှိအောင်စွမ်းဆောင်ထားတယ်ပြီးတော့စူပါကပ်မှာလည်းရီယယ်မက်ဒရစ်ကို5-2နဲ့နိုင်တယ်ဘာစီလိုနာကိုပါဒရီဖိုင်နယ်မှာလည်းဒါ3-2နဲ့နိုင်တယ်အဲဒီလိုမျိုးထိတိုက်တွေ့ဆုံမှုဒီအသည်မှာအတားကြီးရရှိထားတာကြောင့်လည်းဘာစီလိုနာက 190လောက်ထိပေါ့နော်ပေးတာဓာမျိုးလို့တော့ကျွန်တော်ထင်နေဆိုတော့ဆိုတော့ကျွန်တော်အမြင်ကပြောမယ်ဆိုရင်တော့ဒီပွဲစဉ်ကကျွန်တော်ကတော့ဘာစီလိုနာထပ်စာလို့ရှိရင်ကျွန်တော် Real Madrid အသင်းကိုရွေးချယ်ပေးချင်တာမျိုးတော့ရှိပါတယ်။အာဘာကြောင့်လဲဆိုတော့ La Liga ကလက်ရှိမှာပွဲစဉ်34ဆိုတော့ကျွန်တော်ရှေ့ရတွက်ပြလို့ပဲပေါ့နော်။လက်ချက်ပွဲစဉ်ကျွန်တော်ဒါဒီပွဲစဉ်အပါအဝင်ဆိုလို့ရှိရင်သုံးပွဲကစားဖို့ရှိရယ်ဆိုတော့ဒီနေ့ထားမှာဘာစီလိုနာကအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့လက်ချက်ပွဲစဉ်တွေခါလာလီဂါ အတွက်ပေါ့နော်ပြင်းစရာကောင်းသားလိမ့်မယ်လို့ထင်တယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်နောက်တစ်ချက်ကတော့ဒါ190အနိုင်ဆိုတဲ့ဂျင်းမျိုးတွေကလည်းများသောအားဖြင့်မောင်နာမျိုးရှိတယ်အာပြီးတော့ဒီလူစင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းဘာစီလိုနာကနည်းနည်းလေးတာနေရကြောင်းလေပေါ့နော်ဒီလိုမျိုးအကျော်ပေးမှုကတော့ဖြစ်တည်နေလို့တော့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော် line up လေးအရင်ကြည့်ရအောင်ပေါ့နော်ပြီးတော့မှကျွန်တော်ရွေးချယ်မှုလေးကျွန်တော်ပြန်ပြောပြပေးမယ်ဆိုတော့ line up မှာဆိုလို့ရှိရင်တော့ ာဆီလိုနာကတော့လီဝန်ဒေါစကီမပါဝင်နိုင်တာဖြစ်တဲ့အတွက်ဖာဖန်တော်ရက်စ်ပွဲထွက်လာမယ်။တောင်မန်နီမာကတော့လမိုင်းရမယ်နဲ့ရာဖင်ဟာနံပါတ်10ရိုးနေရာမှာဒန်နီအော်လ်မိုအကွင်းလယ်တွေမှာကတော့ဒီအောင်နဲ့ပက်ဒရီဖူဘက်တွေမှာကတော့မာရင်နဲ့အဲရစ်ဂါစီယာစန်တာဘက်မှာကတော့ကျူဘစီနဲ့မာတီနက်စ်ဂိုဒမားကတော့ဝိုင်းဂိုဒမားရှက်စနီဆိုတော့ဘာစီလိုနာအသင်းကတော့လူစင်ထရလီတောင့်တင်းနေကျွန်တော်ရှေ့ရပြောလို့လီဝန်ဒေါစကီပါဝင်မှုမတည်ကြတာကလွယ်လို့ဂျန်နဲ့ကစားသမားတွေကတော့အဆုံးနဲ့ပွဲထွက်လာဖို့ရှိတယ်။စောင့်ကြည့်ရမယ့်ကစားသမားကတော့အားလုံးတည်ကြတဲ့အတိုင်းပဲ လမိုင်းရာမင်းနဲ့ရာဖီညာကတော့စောင့်ကြည့်ခြင်းစရာကောင်းတယ်။တစ်ဖက်ကတော့ကျွန်တော်တို့ဒါရီယယ်မက်ဒရစ်ကတော့အမ်ပါပေပွဲထွက်လာမယ်စထရိုက်ကာနေရာမှာတောင်မန်နီမှာအာရာဂူလာနဲ့ဗီနီစီယပွဲထွက်လာမယ်နံပါတ်10ရိုးနေရာမှာဘဲလင်ဂန်ကွင်းလယ်မှာဆေဘလော့စ်နဲ့ဖေဗာဒီကာမာဗင်ဂါဒီပွဲစဉ်ကိုလွဲချော်မယ်နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းရူဒီဂါလွဲချော်ဖို့ရှိတဲ့အတွက်ကိုအဆန်စီယိုနဲ့ရှူမန်ဒီကတော့စန်တာဘက်မှာကစားဖို့များတယ်ဖူဘက်တီမှာဆိုလို့ရှိရင်လည်းဂါစီယာနဲ့ဗတ်စကွာပွဲထွက်လာဖို့ရှိတယ်ကျွန်တော်ဒါမီလီတာအိုးရောအလာဗာရောကာဗာဂျေရောမန်ဒီရောအကုန်လုံးအင်ဂျူရီရနေတာမျိုးရှိတယ် ဆိုတော့ကျွန်တော်ခုနကပြောလို့ပေါ့နော်လူစင်းအရရီယယ်မက်ဒရစ်အတင်ဟာနောက်တမိုင်းပြဿနာရှိတဲ့အဝေးဝင်ဖြစ်နေတဲ့အနေအထားမှာဒီဂျီကဖဲဖြစ်တယ်ဆိုရင်လည်းကျွန်တော်လူရင်းတူရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရီယယ်မက်ဒရစ်ဘော်ရီကိုရွေးချယ်ပေးနေမှာလေရီယယ်အနေနဲ့ဒီပွဲစဉ်မှာဘာစီလိုနာကိုဒါလာလီဂါဖလားအတွက်လေပေါ့နော်မဖြစ်မနေဖိအားပေးဖို့လိုနေတာဖြစ်တဲ့အတွက်ကိုဒါအနိုင်ဆုံးတော့ကျွန်တော်ထင်တယ်တရီလောက်တော့ရအောင်ပေါ့နော်တရီတမတ်တော့ရအောင်စူးစမ်းသွားလိမ့်မယ်လို့ထင်တယ် ဆိုတော့ဘူကီရီအနေနဲ့ဂိုးပေါင်းကြီးရလဲဒါ၄လုံးကိုမှ45လောက်ဆွဲခွန်နေတဲ့အနေထားကျွန်တော်စိတ်ချင်ဂိုးရလက်အနေနဲ့ရလဲဒါတူးတူးလောက်ဖြစ်သွားမလားမသိဘူးဗောနော်ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ Real Madrid body ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ် Real အနေနဲ့ဒါတည်တော့ခံကန်နိုင်စွမ်းရှိမေလို့တော့ယုံကြည်နေပါတယ်ဆိုတော့အကြိုက်တူမဲ့ညီကိုတွေအတွက်လည်းဗောနော်အဆင်ပြေကြပါလေလို့ဆုတောင်းပေးပါတယ်ကိုမင်းနိုင် okay ရလိုက်တဲ့အိပ်ပွဲရဲ့အခုပွဲတွေဟုတ်ခဲ့ပါဗျာ โอเคโอเคบรูတဲ့ပေါ်လောက်တဲတဲ့ဟုတ်ကဲ့ဒီပွဲမနိုင်ရီးယားသွားပြီးတဲ့ဟုတ်တယ်ဗျအဲ့ဒါကြောင့်တစ်ချက်ပေါ့เนาะရီးယားကဒီပွဲမနိုင်လို့ရှိရင်ဘာစီလိုနာကိုလာလီဂါဖလားကြီးပေးလိုက်ရမယ်အနေထားမျိုးဖြစ်နေတယ်ပေါ့เนาะဒါကြောင့်လည်းဒီပွဲစဉ်မှာတော့ဒါဘာစီလိုနာကိုဖိအားပေးနိုင်မယ်လို့ထင်တယ်ပေါ့เนาะရီးယားကိုအာယုံကြည်ချင်တာမျိုးလေးရှိတယ်ပေါ့เนาะနောက်ပိုင်းပွဲစဉ်တွေကလည်းလာလီဂါပွဲစဉ်တွေကဟိုဘယ်လိုပြောမလဲပြင်းမှုမကောင်းအောင်ပေါ့เนาะပြင်းမှုမကောင်းအောင်စတိုရီလိုင်းလေးအရာပေါ့เนาะဒါတော့ကျွန်တော်အမြင်ပါ ပြီးတော့ဒါ Real Madrid အသင်းမှာခန်းစစ်ပိုင်းအားနည်းတယ်ဆိုပေမဲ့တိုက်စစ်ပိုင်းကတော့ Barcelona ကိုဂိုးသွင်းနိုင်တဲ့ကစားသမားတွေကတော့အများအပြားရှိနေတဲ့အတွက် Real ကိုဒီပွဲစဉ်မှာနည်းနည်းလေးအာယုံကြည်မှုလေးနဲ့အတူပေါ့နော်အားပေးချင်တာမျိုးရှိပါတယ်။ Okay ကျွန်တော်နောက်ထပ်တပွဲကိုသွားလိုက်ရအောင်။နောက်ထပ်တပွဲကတော့ Liverpool နဲ့ Dortmund အသင်းရဲ့ပွဲစဉ်မှာ โอเคပထမဆုံးကျွန်တော်ဒီပွဲစဉ်မပြောခင်ပေါ့နော်လက်ရှိဒီနေ့ထွက်ပေါ်လာတဲ့ကြီးအရာဒီနေ့ထွက်ပေါ်တဲ့ကြီးတွေမဟုတ်ပါဘူးကျွန်တော်တို့ဒါရာသီပိတ်သိမ်းကန်နီးဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါပိုကီရီရဲ့ကြီးတွေကပေါ့နော်ကမောက်ကမဖြစ်တာမျိုးလေးတွေရှိတယ်ပြီးတော့အသင်းကြီးတွေကိုအသင်းငယ်တွေကပြန်ပေးတာမျိုးတွေရှိတယ်လို့တန်းစင်းစုံတွေကအသင်းတွေကလည်းဒီအမှတ်လို့အချက်မြင့်မားတဲ့အသင်းတွေပေါ့ဗျာတန်းစင်းစုံတွေကအသင်းတွေပဲဖြစ်ဖြစ်ဥရောပဝင်ခွင့်လုံနေတဲ့အသင်းတွေပဲဖြစ်ဒီလိုမျိုးအသင်းတွေကတော့ ဟိုဘယ်လိုပြောမလဲခြေပြန်ပေးတာမျိုးရှိတယ်ရာသီစားနဲ့မတူတဲ့ပုံစံမျိုးတွေပေါ့နော်ဒီနေ့မှလည်းထူးခြားပွဲစဉ်တပွဲမှာဆိုလို့ရှိရင်တော့ဒါပရီးမီးယားလိမှာဆိုစပါးနဲ့ခရစ်စတယ်ပဲလီပွဲစဉ်မှာဆိုလို့ရှိရင်လည်းစပါးအိမ်ဝင်ဖြစ်နေသည့်တိုင်အောင်ခရစ်စတယ်ပဲလီကအဝေးကွင်းကနေပြီးတော့စပါးကွင်းမှာ level 40လောက်ထိပေါ့နော်ပေးလာတာမျိုးလေးရှိတယ်ဒါထူးခြားချက်လေးတွေကိုပြောပြပေးတာပါဟိုထိုက်တိုက်တွေးဆမှုအရာတော့ဘယ်လိုပဲဖြစ်စပါးကွင်းမှာ Crystal Palace အနိုင်မရတာ2019ရဲ့အနိုင်မရတာမျိုးရှိတယ်ဒါ အအနိုင်မရတာမျိုးရှိတယ်ပြီးတော့စပါးကြီးပဲပဲလစ်နဲ့တွေ့တာအင်ကွေးမှာဆိုလို့ရှိရင်စပါးပဲကြေကျော်ပေးတဲ့အနေထားမှာဒီနေ့မှောက်ထူးကြကြပဲပဲလစ်လည်းရမှတ်မလို့တာဘောနော်ပဲလစ်က level 40ပြန်ပေးထားတာမျိုးရှိတယ်ဘောနော်အိုကေကျွန်တော်ပြောချင်တာဒီအခုကျွန်တော်သုံးသပ်ပေးမဲ့ပွဲစဉ်ကလည်း Leverkusen နဲ့ Dortmund ပွဲစဉ်ည7:00နာရီမှာကံပါ Leverkusen တင်းရဲ့အင်ကွေးမှာကံပါဆိုတော့ဒီပွဲစဉ်မှာ Leverkusen အင်ကွေးဖြစ်ပေမဲ့ Dortmund တော့မှ level 30လောက်ပြန်ပေးထားတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကလည်းကျွန်တော်ထင်တာက ဒီဘွန်ဒက်စ်လီးဂါပြိုင်ပွဲကလည်းပြီးသွားပြီဘိုင်ယန်မြူးနစ်တင်းကချန်ပီယံဖြစ်သွားပြီအော်လီဗာကူးဆင်းကရမှတ်မလို့တော့ဘူးချန်ပီယံလိဝင်ခွင့်အတွက်ကလည်းကျင်းတည်သွားပြီဆိုတော့အိမ်ခွင်းမှာကန်ရပဲဆိုပေမဲ့လီဗာကူးဆင်းကဖိအားကင်းကင်းနဲ့ကန်ရမယ့်ပုံစံမျိုးပြီးတော့တိုက်စစ်ပိုင်းမှာဒါဘိုနီဖေ့စ်တို့လွဲချော်မှာမျိုးရှိတဲ့အနေထားလေးကြောင့်ပေါ့နော်ဒီလိုမျိုးဒေါ်မွန်ကပေးလာတာလားဒေါ်မွန်ကကြတော့ကျွန်တော်ရှေ့ရပြောလို့အမှတ်လိုအပ်ချက်မြင်ပါတယ်ဒေါ်မွန်လက်ရှိမှာဒါဘွန်ဒက်စ်လိဂါ32ပွဲကစားပြီးထားတဲ့အချိန်မှာရမှတ်50နဲ့တက်မှတ်ဆိုတော့အဆင့်9နေရာမှာ ူအပေါ်က frame back ကအဆင့်၄နေရာမှာရမှတ်55မှတ်နေဆိုတော့ဒေါမွန်ကလက်ကျန်ပွဲစဉ်2ပွဲပေါ့နော်ဒီပွဲအပါဝင်ပေါ့လီဗာကူဆင်ရဲ့ပွဲစဉ်ရဲ့အဲနောက်ဆုံးရှင်းမြန်ကစားမဲ့ပွဲစဉ်က hosting key ရဲ့နဲ့ပွဲစဉ်ဆိုတော့ဒီ2ပွဲကိုနိုင်မယ်ဆိုလို့ရှိရင်တော့6မှတ်ရမယ်ဆိုရင်အာဒေါမွန်က58မှတ်နဲ့ Champion League ဝင်ခွင့်ရမယ်အနေထားသူ့အပေါ်က frame back က55မှတ်ဆိုပေမဲ့ frame back ဒီနောက်ဆုံးရှင်းမြန်ကစားမဲ့ပွဲစဉ်မှာ frame back နဲ့တွေ့မှာဖြစ်တဲ့အတွက်3နဲ့4တွေ့မှာဖြစ်တဲ့အတွက်ဒီနှစ်သင်းက တသိမ်းမဲ့ချန်ပီယံလိဝင်ခွင့်ရမယ့်အနေထားဆိုတော့ဒေါ်မွန်ကတော့လက်ကျန်နှစ်ပွဲလီဗာကူဆင်ပွဲပေါ့ဟိုစတင်းကီယေကိုနိုင်မယ်ဆိုရင်ချန်ပီယံလိမျှော်လင့်ချက်ရှိနေသေးတယ်ချန်ပီယံလိဝင်ခွင့်ပေါ့နော်ဒါကြောင့်လေဒေါ်မွန်ကအဝေးကွင်းဖြစ်ပေမဲ့လေဒါ level 30ပေါ့နော်20နဲ့30ကြားလေးအကျော်ပေးလာတာမျိုးရှိပါတယ်စိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့လီဗာကူဆင်ရဲ့ recent form ကိုကြည့်မယ်ဆိုလို့ရှင်တော့နောက်ဆုံးပွဲစဉ်မှာ frying back နဲ့ တူတူတည်ကြခဲ့တာမျိုးရှိတယ်။မမရအိပ်ပွဲစဉ်တော့လည်းကျွန်တော် frame back ကို mama crew လေးထဲမှာရွေးချယ်ပေးခဲ့တာမျိုးရှိတယ်ဗောနော် frame back body okay သွားခဲ့တာမျိုးရှိတယ်။ okay dom ကတော့နောက်ပိုင်းလေးပွဲစားရလက်တွေကောင်းလာတယ်။ motion club နဲ့3-2 hofer hin ကို3-2နဲ့နိုင်တယ်။နောက်ဆုံးပွဲစဉ်မှာလည်း wolf back ကို4-0နဲ့နိုင်လာတာမျိုးရှိတယ်ဗောနော်။ဆိုတော့ dom ကတော့ champion league ဝင်ခွင့်ရအောင်နောက်ပိုင်းပွဲစဉ်တွေမှာရုံးနေတဲ့အနေအထားမျိုးလေးရှိတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ပြောလို့ အာလီဗာကူဆင်ဘက်ကတော့တိုက်စစ်ပိုင်းမှာတော့ဒါဘွန်ဒီးယားတို့ဖလော်ရီယန်ဗတ်စ်တို့အာရှစ်တို့ပဲပေါ်ထွက်လာဖို့ရှိတယ်ဘွန်ဒီဖေ့စ်လွဲချော်မယ်ဂျန်နက်ကစားသမားတွေကတော့အစုံလင်ပေါ်ထွက်လာဖို့ရှိတယ်ရှာကာဒါဂရီမဲတို့ဖရင်ပွန်ဟင်ကပေတက်အကုံလိုင်းနဲ့တော့စုံနေပေါ့နော်တစ်ဖက်ကဒွန်မွန်ကတော့နောက်ခံလို့ရှလော်တာဘက်ကလွဲလို့ဂျန်နက်ကစားသမားတွေအစုံလင်ပေါ်ထွက်လာဖို့ရှိတယ်တိုက်စစ်ပိုင်းမှာဂူယာဆေးအဒီယာမီဘရန်အဂရော့စ်ပေါ့နော်ရာယာဆန်ပက်စီဘန်နီဝါဒီမာအတန်နီကလပ်ဆူးလေးခိုးပဲအစုံလင်ပဲပေါ့နော်ဆိုတော့ ဒီပွဲစဉ်မှာလည်းအာကျွန်တော်ကတော့အဝေးဝင်းဖြစ်တဲ့ဒေါမုံပဲပို့ပြီးတော့ကြိုက်ပါတယ်လီဗာကူဆင်အနေနဲ့ကရမှတ်မလို့အတော်တဲ့အနေအထားဆိုတော့အေးအေးအေးအကြောင်းပဲကမ်းပါပေါ့နော်တစ်ဖက်ကဒေါမုံကတော့လူဆုံနေတာလည်းတကြောင်ချန်ပီယံလိဝင်ခွင့်အတွက်လက်ကျန်နှစ်ပွဲမှာ6မိုက်ရမှသာချန်ပီယံလိဝင်ခွင့်ရရှိမှာ ဖြစ်တဲ့အတွက်ကြေးလေးရလည်းအဝေးဝင်းရနေပြီးတော့ပြန်ပေးထားတဲ့အနေထားမှာတော့ကျွန်တော်ကတော့ဒေါမုံကိုပဲရွေးချယ်ပေးနေတာမျိုးရှိပါတယ် ထမကျတော့ဒေါမွန်တင်းရဲ့အင်ကွေးမှာတော့ဒါလီဗာကူဆင်က3-2နဲ့နိုင်လာတယ်အဲ့တုန်းကလည်းဒေါမွန်ကွင်းမှာတော့မှဒါလီဗာကူဆင်ကတော့မှ level အရှုံးအောင်ပေးလာတဲ့အနေထားအခုကတော့ပြောင်းမြန်ကြီးပေါ့နော်ပြောင်းမြန်ကြီးဆိုတဲ့အနေထားမှာခုနကပြောလို့ဒီပြောင်းမြန်ကြီးဆိုတဲ့အနေထားမှာဒါလီဗာကူဆင်ကွင်းမှာတော့ဒေါမွန်ကပြန်ပေးနေတာကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်ကတော့အဲ level 20သို့မဟုတ်30လောက်တော့အရေးစွန်ပြီးတော့ဒေါမွန်တင်းနဲ့ရင်ခုန်တင်းနေလို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒေါမွန်ကတော့မဖြစ်မနေဒီပွဲစဉ်ကဖောင်ဖြတ်ပြီးကစားရမယ့်ပွဲစဉ်ပေါ့နော်ချန်ပီယံလိဝင်ခွင့်အတွက်ကတော့ ဒါကြောင့်လည်းကျွန်တော်ဒေါမွန်ဘော်ရီရွေးချယ်ပေးခြင်းနိုင်မျိုးရှိပါတယ်။ Okay ပါဗျ။ဒါကတော့ Super Sunday မှာပေါ့နော်။ကျွန်တော် Pre Poison League နှစ်ပွဲကိုအာတုံးသက်ရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ကြန့်ရှိနေသေးတဲ့ Premier League အာ Charlotte League ပွဲစဉ်တွေကိုတော့ကျွန်တော် Member Group လေးမှာရွေးချယ်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ Member Group လေးကို Join နေတဲ့ညီကိုတွေအတွက်လည်းကျွန်တော် Viber Number လေးချပေးထားတာမျိုးရှိပါတယ်။ ဆိုတော့အားလုံးပဲအဆင်ပြေကြပါစီခင်ဗျ Super Sunday မှာလည်းကိုညီကိုတွေအားလုံးအဆင်ပြေကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ချစ်ရှုပေးကြတဲ့ညီကိုတွေ comment မှတ်ပေးကြတဲ့ညီကိုတွေကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျကျွန်တော် live လေးကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျ